မင်္ဂလာပါရှင် AR ရဲ့တန်လေးစီစဉ်ကနေကြိုဆိုပါရစေ။တာချမ်းမြည့်တဲ့အချိန်လေးချစ်ကြပါစီဗျာ။ခုနဆင်ကြမှာက AR ကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းအတန်လွှင့်အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ကရင်းနေပါ။ဒီပတ်စကားဝိုင်းမှာဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာကချင်းပြည်နယ်ဖလန်းနဲ့စကိုင်းတိုင်းအင်းတော်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့နာမည်ကြီးတက်မှ89ရှုံးနိမ့်အထိနာသွားတဲ့အကြောင်းမှန်ဖြစ်ပါတယ်။အယုဒီပြည်သက်ကြီးသိရှိကြတဲ့အတိုင်းပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာဖလန်းနဲ့အင်းတော်မျိုးတွေကိုဒေါ်လိုင်းတက်တွေကလာပေါင်းအတန်ကြာပိတ်ဆို့တိုက်ခိုက်နေခဲ့ရာကအပြည်သက်တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့ပါတယ်။စီရဲရမျိုးနှမျိုးလုံးဟာအရေးပါပါတယ်။ ဖလန်ဟာဆိုရင်ချင်းပြည်နယ်မြို့တော်ဟာခါနဲ့ချင်းပြည်နယ်ဝင်ပေါက်ကလင်းမြို့ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာတည်ရှိသလိုအင်းတော်ကလည်းရွှေဘိုမြေကြီးနားကားလမ်းပေါ်မှာရှိပါတယ်အထက်ပြင်ဖလန်နဲ့အင်းတော်တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့အမာခံတပ်မ89အထိနာရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်ဟာခါဖလန်မှာ W ဟာကတားဗမောက်ဘျူဟာနှစ်ခုဖြန့်ပြီးတော့ခံစစ်စင်တိုက်ခိုက်နေကြရတာဖြစ်ပါတယ် အထူးသဖြင့်အင်းတော်တိုက်ပွဲမှာတမတ်ခွန်ခွန်တမတ်မှုကိုယ်တိုင်ဦးစီးနေခဲ့ရာကအခုလိုလက်ရဖမ်းမိခဲ့တာဖြစ်ပါတယ်အနိုင်ငံရေးရကြည့်မယ်ဆိုရင်လေဒီပကူးမျိုးအခြေဆိုင်တမတ်ခွန်ခွန်နဲ့တမတ်မှုဘုံမှုချုပ်အောင်သက်ဦးကိုလက်ရဖမ်းမိလိုက်တာဟာ2022ခုနှစ်ဧပြီ9ရက်နေ့ဆရာနာသိန်းစန့်ကျင်ရေးပကူးတပိတ်ဖြိုခွဲခံရတဲ့၄နှစ်ပြည့်နဲ့တွားပြီးတော့တိုက်ဆိုင်နေပြန်ပါတယ် 2021ခုနှစ်ဧပြီ6ရက်နေ့တနေ့လုံးဘကူးမျိုးရွှင်ဘော်တော်ဖျားပတ်ဝန်းကျင်ရက်ွက်တွေလက်ပြကန်နာရက်ွက်တွေတဲကတပိတ်စခန်းတွေကိုတက်မခွန်ခွန်ကလက်ပြပုံးတွေလောင်းချာတွေနဲ့အင်အားသုံးပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့်လူ80လောက်တိဆုံးသွားခဲ့ရပါတယ်အထအပြင်တက်မခွန်ခွန်ဟာရန်ကုန်နဲ့မန္တလေးမှာအာဏာသိမ်းဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကိုအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းရမှာလဲပါဝင်ခဲ့တာဖြစ်ပါတယ် 2025ခုနှစ်ဧပြီလ9ရက်နေ့မှာတော့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်သက်ဦးနဲ့စစ်ကောင်စီတပ်သား150ကျော်အာဏာသိမ်းဆန့်ကျင်ရေးပြည်သူ့ကာကွယ်တပ် PDF တွေကိုလက်နက်ချအဖမ်းခံခဲ့ကြပါတယ်။အလူခွင့်ရေးချုပ်ပေါင်းမှုတွေတည်ကြီးကျူးလွန်ခဲ့တဲ့တမခွန်ခွန်ရဲ့တမမှုကိုစုံစမ်းစစ်ဆေးနေပြီးတော့တရားဥပဒေအရဆက်လက်အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းကျွန်တော်တို့အရာတွေကို ပြောဆိုထားပါတယ်အဲဒါလိုအာနာသိန်းစစ်တပ်ရဲ့အဓိကတိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တဲ့တပ်မခွန်ခွန်ရှုံးနေမှုဟာဆရာနာရှင်စန့်ကျင်ရေးຫນွေဥတော်လှန်ရေးအတွက်ဘလောက်ရေးပါလဲဆိုတာကိုအရာဝတီရဲ့ပင်တိုင်းဆောင်းပါရှင်တူလည်းဖြစ်စီရန်ဘုံမှုတူလည်းဖြစ်တဲ့ဆွေတော်ကိုကျွန်တော်ဖိတ်ခေါ်မေးမြန်းဆွေးနွေးခဲ့ပါတယ်ဆက်လက်ပြီးတော့နားဆင်ကြကြပါ င်္ဂလာပါကိုဆွဲတော်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့အဲတိကြတဲ့အတိုင်းပေါ့ဗျာခုနကကျွန်တော်တို့ပြောသွားခဲ့သလိုပဲတမတ်ခွန်ခွန်ရဲ့ရှုံးနေမှုပေါ့နော်ဖလန်းမာရောအင်းတော်မှာပါကျွန်တော်တို့တွေ့ရတာပေါ့အင်းတော်မှာဆိုလို့ရှိရင်တမတ်မှုကိုယ်တိုင် ကုတ်ကဲပြီးတော့ဂျပန်လှိုင်ကူမှာလာပေါင်းများစွာလူသူလက်နက်အင်အားအများပြားနဲ့ခုခံခဲ့ကြတာပေါ့အဂျပန်လှိုင်ကူဆိုတာကလည်းဟိုဒုတိယကမ္ဘာစစ်တုန်းကဂျပန်တပ်တွေအခိုင်အမာစောက်လုထားတဲ့နေရာလို့အဲကျွန်တော်တို့သိရပါတယ်အဲဒီလိုအခိုင်အခန့်ခံစစ်ဆင်တိုက်နေရာကနေပြီးတော့အခုလိုလက်ရပါအဖမ်းခံရတဲ့အထိဘာကြောင့်ကြဆုံးသွားတာလဲလို့ပြောနိုင်မလဲဗျအဓိကကတော့ ိုကျွန်တော်တို့တိုက်ပွဲချိန်ကြာမြင့်တာပေါ့နော်ရှစ်လနီးပါးကျွန်တော်တို့တိုက်ပြီးတော့ဟိုနေတဲ့ချိန်မှာဒီဘက်ကဟိုအဲ့ချိန်မှာပြောရမှာတော့ကျွန်တော်ဒီ PDF တွေပေါ့နော် PDF တွေရဲ့ကျွန်တော်တို့ဒါစင်နီးပြီပါလို့ပြောရအောင်ကျွန်တော်တို့စကိုင်းတိုက်ထက်ပိုင်းမှာဆိုရင်ပထမပိုင်းမှာကျွန်တော် calling ကိုတိုက်ပြီးတော့ပြန်လက်လို့ရတာရှိတယ်အဲ့တော့သူတို့ကအဲဒီဟိုမြို့ကိုအမြန်သိမ်းပြီးတော့ဟိုဟိုထိတ်တာဖို့ထက်မြို့ကိုစနစ်တကျဖြတ်တော့ပိတ်ဆို့ပြီးတော့စစ်ကူမလာနိုင်အောင်စစ်ပန်းတောင်တော့ပြီးမှတိမ့်နေပြီကွာဟိုဒါ PDF တွေက ကျွန်တော်တို့ပြင်သုံးခဲ့တာကိုတွေ့ရတယ်။ဟောဒီကျွန်တော်တို့စစ်တပ်ဘက်မှာတော့ဟောဘာဘာဖြစ်လဲဆိုတော့အချင်းကာလကြာလာတယ်။အဲဒီမြေပြင်စစ်ကူမရောက်နိုင်တော့ဘူး။အလေကြောင်းစစ်ကူလေကြောင်းပစ်ကူတစ်ခုနဲ့ပဲဒါခုခံလဲအချိန်မှာ အာတဖြည်းဖြည်းနဲ့စစ်တပ်ဘက်ဆိုင်ရာကြာဆင်းပြီးတော့အာဒါဟိုဒီလက်နဲ့ချလိုက်ရှုံးလိမ့်သွားတာပေါ့။အဓိကတော့ဒီ coalition နဲ့ coalition ပြီးတော့လမ်းမှာဘာခံရလဲဖြစ်စင်ပေါ့။အဓိကစစ်တပ်ဘက်ဆိုင်ရာကိုတဖြည်းဖြည်းနဲ့အဲရိုက်ချိုးပြီးတော့မှအာဒီအောင်ပွဲကိုယူလိုက်တဲ့သဘောမျိုးလို့ကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မို့လဲ တက်မှောက်မှုတယောက်ဗိုလ်မှူးချုပ်တယောက်ဦးစီးပြီးတော့ခုခံတဲ့အခန်းစစ်ကလာစုတ်ခွာထွက်ပြေးရတယ်ပြီးတော့လမ်းမှာပန်းခံရတယ်ဆိုတဲ့ဟာမျိုးရှုံးနေသွားတာလို့ကျွန်တော်တို့ယူဆပါတယ်အဓိကကတော့ကျွန်တော်တို့ဆက်ပြောမယ်ဆိုတော့အဓိကကတော့ဒီကျွန်တော်တို့ဒီဟိုသူတို့1027အလှိုင်းနေပြီးတဲ့အချိန်မှာလူအင်အားပေါ့အဓိကဟိုကျွန်တော်တို့အများကြီးဆိုးရှုံးနေရတယ်ဆိုးရှုံးနေရတဲ့အချိန်မှာဒီစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းတယ်အဲစစ်မှုထမ်းဥပဒေကတပ်သားတွေအများကြီးဝင်လာတယ်ဒါပေမဲ့လူဟောင်းတွေကပြေးပြေးချင်းနဲ့ဒါတိုက်ပွဲမှာကြာတာရော အဖတ်ခံရတာရောဟိုဒဏ်ရာရတာရောနဲ့ပြပြနဲ့နေလာတယ်ပေါ့အဲ့တော့နေလာတော့လူကောင်းတစ်ယောက်မှာလူသစ်စရာလုံးနဲ့ပေါင်းပြီးတော့ဟိုလုံနေရတဲ့အခြေအနေမှာပေါ့နော်အဲတဖြည်းဖြည်းနဲ့စစ်တပ်ဘက်ကအားယော့လာတဲ့သဘောအဲ့ဒါကိုလည်းတွေ့ရပေါ့အဓိကတော့ကျွန်တော်တို့အစ်စ်တပ်ပိုင်းပေါ့နော်အဲ့တော့အခုပြန်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါနေ့စဉ်ပြည်သူစစ်မှုထမ်းဥပဒေရောက်ဝင်လာတဲ့လူသစ်စုဆောင်ခံထားရတဲ့စစ်တီရာကျွန်တော်တို့ထပ်ပြေးမှာကိုကြောက်ပြီးတော့ဒါလူကောင်းတွေကပြန်ပြီးတော့ကင်းဆောင်ရတယ်ပေါ့နော်အဲ့တော့ တတသစ်တွေရဲ့မုံနီစိတ်ကဒီစစ်တပ်ကိုနေ့စဉ်ဒုက္ခပေးနေတာပေါ့အခုလဲဒါကျွန်တော်တို့ဟိုလက်နက်တွေအများကြီးရှိတယ်လက်နက်တွေခဲရန်တွေအများကြီးရှိတယ်ပေါ့နော်တောင်းခံမယ်ဆိုတောင်းခံလို့ရတဲ့နေသားအနေမှာဒါစစ်တပ်တွေပြပြပြီးတော့ထွက်ပြေးရတဲ့အခြေအနေတိဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ဒါမှန်ဒီတက်မှတ်ခွန်ခွန်ဟာကျွန်တော်ခုနကပြောသလိုပဲဒီစစ်ကောင်စီရဲ့အဓိကတိုက်ခိုက်ရေးတပ်အခုဖြစ်ခဲ့တယ်လို့အဲတော်တော်များများကပြောကြတာဆိုတော့ အခုဆွေတော့မြန်မာရောဒီတက်မခွန်ခွန်ကဘလောက်ထိစစ်တက်မှာအရေးပါခဲ့လဲဗျ။ဟုတ်ကဲ့ဒီဟိုအစင်လာရတော့သူကဒီကျွန်တော်ပထမဆုံးဖွဲ့ခဲ့တဲ့အတက်မှလို့ပြောလို့ရတာပေါ့နော်လက်ရှိကျွန်တော်တို့လက်ရှိအခင်းချင်းကိုကြည့်မယ်ဆိုရင်နာမခရဲမှာကျွန်တော်တို့ဒါအနောက်မြောက်တိုင်းစစ်တပ်နာချုပ်တဲမှာသူဒီချစ်ပြည်နယ်မြောက်ပိုင်းရဲ့သခိုင်းတိုင်းထပ်ပိုင်းရဲ့မှာအာကျွန်တော်သခိုင်းတိုင်းထပ်ပိုင်းရဲ့ပေါ့နော်တော့မကွေးတိုင်းမြောက်ပိုင်းရဲ့မှာသူတို့ကွဲထားတော့ဒီလေကံကောင်းမှတပြူပါရှိတယ် အဲခုနကကိုရိုက်ပြောလို့ဘာဘာမောက်ဘက်မှာတပြူတော့ရှိတယ်အခုတက်မှာတော့အခုလက်ရှိအင်းတော်မှာပေါ့နော်အင်းတော်မှာထိုင်ပြီးတော့ဒါဒီနဘာကစစ်စင်ရေးတွေမှာသူ့ကိုအားကိုးပြီးတော့လုပ်နေရတဲ့သဘောပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကလက်ရှိကာလမှာတော့တွေ့ရတယ်အဲ့တော့သူ့ရဲ့တမန်ကျောင်းဆင်လာရကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တက်မှာ89က1966ဂျွန်လ6ရက်မှာစပြီးဖွဲ့တာပေါ့နော်အဲကျွန်တော်ပထမဆုံးတက်မှာဘူးကအဲကျွန်တော်ထောင်လိုက်ဘုဂျုတ်ခင်ရဲ့ဆရာဘုဂျုတ်တင်းစင်ကျွန်တော်တို့ဒီလမ်းစဉ်ဒီပေါ်ပေါ်တော့ ဟိုဒီရင်မဆလာခဲ့တော့ကျွန်တော်ဒါဟိုစက်မှုတက်ဝင်ကြီးလုပ်ခဲ့တဲ့ဘုံကျုပ်တင်စီနော်သူကတော့2020နှစ်ဇန်နဝါရီလ9ရက်မှာတော့ကိုယ်လွန်သွားပြီပေါ့ဝါကပါတွေကိုအဓိကနေနေမှုဖွဲ့စည်းခဲ့တဲ့တက်မခွန်ဆက်ကွန်ကတကယ်တည်းဒီဒီဝါကပါစစ်စီရေးတွေမှာအောင်မြင်ခဲ့တာပေါ့နော်ဒီတကယ်တမ်းတုံးတော့ပိုစီရတို့ဟိုဟိုဒါ1968မှာနေနေခဲ့တယ်နောက်1985မှာတခင်စင်တို့တခင်ချစ်တို့ကိုအနေနဲ့ငယ်ပြီးဘိုးရုံးမှာဘာကပအာဇာတိတော့သူစောင့်ကြတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီ အဲ့ဒီလိုအစင်လာရှိတဲ့တမ89ကဒါဒီရှေးဝါရောင်တော်လိုင်းအေးမှဆိုလိုက်တာကျွန်တော်တို့ဒါဟိုဒီဟိုကျွန်တော်တို့ဒီစံနာပြတဲ့ကျွန်တော်တို့ရဟန်းတန်ခါတွေနဲ့ပြည်သူလူထုကနှိပ်ဟိုနှိမ့်နှိမ့်တဲ့အချိန်မှာတော့အကြပ်ပတ်တဲ့ဟာတွေတွေ့ရတယ်ဗောနော်အခု2021အစင်အနာတိုင်းမှုမှာတော့ဒါဟိုအခုအဲ့လိုမှတော့ကျွန်တော်နီးပြီးအောင်ဖြစ်တဲ့ဗမွေးညီညီမောင်ရဲ့အဲရန်ကုန်မှာစံနာပြတဲ့အဲပြည်သူတွေကိုနှိမ့်နှိမ့်ခဲ့တာပြစ်ကတ်နေနေခဲ့တဲ့ဖြစ်စဉ်တော့ခွေးကခုနကခွေးကြီးပြောသလို အကိုကကျွန်တော်တို့ဧပြီ9ရက်နေ့ကိုလေတိုက်တိုက်ဆန်ဆန်ဧပြီ9ရက်နေ့မှာ2021ဧပြီ9ရက်နေ့မှာလူလူချမှုတွေကိုဒါဟိုညက်ပူညက်ပိတ်တက်ခတ်ပြီးတော့နှိမ်နှင်းခဲ့တဲ့ဟာတွေဒါတွေနဲ့ပတ်သက်လို့ဒါနမဲဆိုးနဲ့ပြည်သူတွေကြားမှာကြော်ကြားတဲ့တက်မှလို့ပြောလို့ရပါတယ်အခုအဲ့လိုဟိုအဲ့လိုဒီခုနပြောသလိုသူ့ရဲ့တမိုင်းကြောင့်ပြန်တယ်တော့ဟိုရှေ့နောက်တော့ဖြစ်မှာတကယ်ဟိုသူ့တမိုင်းကြောင့်ရကျွန်တော်တို့လူဖွဲ့ပထမဆုံးဖွဲ့စည်းတဲ့တက်မှဖြစ်တယ်လို့ရန်ကုန် ရန်ကုန်မှာစေယုံရှိတဲ့အချိန်တော့ဆိုရင်ဒါသူကဒါကြီးရတတ်မှာပေါ့နော်ကကကြီးရအရန်တတ်မှာဖြစ်အဲဒါနှစ်ပေါင်းများစွာသူနေခဲ့ရတာပို့ပေါ်ပေါ်ပဲတောင်းထမ်းဆောင်နေရတဲ့တတ်မှာဖြစ်ပါသူတို့အားကိုးရတဲ့တတ်မှာပေါ့အခုကျွန်တော်တို့2021ဆေးရတာသိတဲ့အချိန်မှာလည်းနေပြည်တော်မှာရှိတဲ့စက္ကက6ကိုမတုံးခဲ့ပဲနဲ့ဒီရန်ကုန်မှာရှိတဲ့တတ်မှာ90ကုန်ပေါ့နော်တတ်မှာ90ကုန်ကအဲ့ချိန်တော့ဒီဒီရခိုင်ကနဘာကမှာစစ်စစ်ဝင်နေနေအေးနဲ့တိုက်ပွဲတွေဖြစ်ပြီးတော့တနည်းကြော်ကြတဲ့အချိန်မှာစစ်စစ်ကာလာ ကြာလို့ဆိုပြီးတော့ပြန်နားတဲ့တက်မှာပေါ့အဲ့ဒါကိုသူပြန်သုံးပြီးတော့တမကုံကကုံတော့ပြီးတော့ဒီဝါပေါ့ဒီဝါမူဦးစီးတဲ့အဖွဲ့ကဒါဒူးချုပ်ကိုလည်းအမိန်ပေးပြီးတော့တမရအိန်တော်တို့အတိုင်းပင်ကအိန်တော်တို့ဝင်ပြီးတော့ဒါဖမ်းဆီးတဲ့ဖြစ်စဉ်တွေမှာဒါအသုံးပြုခဲ့တာဖြစ်ပါတော့ဒီမျိုးဒေါ်လာရဲ့အစမှလည်းတမ89ကရေးပါတဲ့အဲနေရာပါတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုးရေးပါတဲ့အဲတမတစ်ခုရှုံးနေသွားတဲ့ပုံမှာ စစ်တပ်တိုင်းဝိုင်းထဲမှာဘာတွေပြောတာကြားလဲဗျအဲစစ်တပ်တိုင်းဝိုင်းတော့တမမှုကိုယ်တိုင်ဘန်းခံလိုက်ရတဲ့ဟာရှေ့မှာတော့ပြည်စင်နေအများကြီးရှိတာပေါ့နော်ဒီစကိုင်းတဲ့ထပ်ပိုင်းမှာဘန်းခံလိုက်ရတယ်အဲနောက်တန်းမှာရှိတဲ့တမဌာနချုပ်အပေါ်ဝင်နောက်ကန်တရင်ဆင်ရင်ကတော့ဒါသူတို့စိတ်ကပြက်ပြားတာပေါ့ဒီတမမှုကြီးကိုယ်တိုင်ဘန်းခံလိုက်ရပြီဘယ်လိုဖြစ်မှာလဲပေါ့နော်အဲနောက်ကျွန်တော်တို့တပ်ဘက်မှာသတင်းတွေကဘယ်လိုပြနေလဲဆိုတော့ဒါတော်လိုင်းတက်တွေကိုညှိနှိုင်းပြီးစုတ်ခေါ်တာဖြစ်တဲ့အတွက် အဲတက်ပါမှုပြန်လွတ်ပေးမှာပါဆိုတော့မရေရာတဲ့သတင်းတွေနဲ့ဒါဟိုဟိုသတင်းမှန်ဖုံးလာတာပေါ့နော်။အခုညတိုင်းပြီးဆုတ်သွားတယ်ဒီဟိုကျွန်တော်တို့ငလျင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကြောင့်အပြည့်ရကာလအတွင်းမှာညတိုင်းပြီးဆုတ်သွားတာဖြစ်တဲ့အတွက်တက်ပါမှုနဲ့ဒီဖက်ကနဲ့အရာ150မကြာမီပြန်လွတ်မှာပါဆိုတော့ဟိုအဲ့လိုမျိုးပေါ့နော်။ဟိုသတင်းအမားတွေနဲ့ဘာသာပြန်နေတာကိုတွေ့ရတယ်။စိတ်သက်ပိုင်းဆိုင်ရာတော့တက်ပါမှုကိုယ်တိုင်ဖက်ခံနိုင်ရလို့နောက်မှရှိတဲ့ဟိုတည်ရင်မှုတွေရောရာကြီးစစ်တီတွေအားလုံးပေါ့နော်။ကိုယ်ကွေးမှုတော့တည်ရင်နေမှာရှိတဲ့ ယာယီစစ်တီရောအိန္ဒိယတမိသားစုဝင်တွေရောအားလုံးကဆေးရပြပြနေတဲ့သဘောတွေ့ရပါတယ်။ဟုတ်ကဲ့အဲကိုဆိုရပြောလို့အဲဟိုကျွန်တော်လည်းဆိုရှယ်မီဒီယာတွေပေါ်မှာခုနကဒီအမ်ဒီကတော့ဒီဟာပေါ့နော်အောက်ခြေပိုင်းမှာစစ်စင်ကြီးလုံနေတဲ့စစ်သားတွေကြားထဲမှာအစိတ်တပ်ပိုးပြက်ပြားလာနေတယ်ဆိုပြီးတော့ပြောတာတွေတွေ့ရတာပေါ့အဲနောက်ပြီးတော့သူတို့ထောက်ပြတဲ့ထဲထဲမှာဒီအခုဒီတမခွန်ခွန် တမမှုတွေမကောက်ဘူးပေါ့နော်။ကြံတဲ့အဲတမမှုတွေပါရှုံးနေကြရတဲ့အဲအကြောင်းတွေပါ ပြောနေစုံနေကြရတယ်ဆိုတော့ကိုဆွေရဲ့အမြင်ကိုသုံးသက်ချက်ကိုလည်းပြောပြပေးပါအောင်။အဲကျွန်တော်တို့ဒီပေါ့နော်။ဒီမြန်မာစစ်တပ်မှာတော့ကျွန်တော်တို့ကဒီကနန်းတမလို့ခေါ်တာပေါ့။တမ71ကနေတမ101တည်းပေါ့နော်။ဒီဒီတမတွေရှိတဲ့အထက်မှာကျွန်တော်တို့ဒါဟိုဟိုအများဆုံးအားကိုးရတာကနန်းတမဆိုဒီမာတယ်ပေါ့နော်။စစ်စီမှာတော့ဝင်မာတယ်။ ်ရည်မှန်းချက်ကိုအကောင့်တွေပေါ်တဲ့ကံပါလဲဒါဟိုပို့ပြီးတော့စိတ်ချရတယ်လို့အမြင်ရှိတာပေါ့နော်စကခတက်တယ်စစ်စင်ကိုကံမှုဌာနချုပ်တွေပေါ့နော်စစ်စင်ကိုကံမှုတက်တယ်တဲ့အဲဒါအများကြီးဟိုအကူဝရတက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလူဦးတော်လိုင်းမှာပြန်ကြည့်မယ်ဆိုရင်တက်မဒီကနေ့တက်မ10မှာ10နေမှာ10မှာတက်မမှုတွေဒါအတိဆုံးတာတွေလက်နဲ့ချတာတွေဖန်ခံရတာတွေကိုကျွန်တော်တွေ့ရပါတယ်။အဲဒီမှာတက်မ33နဲ့တက်မ66ကတက်မမှုတွေပဲ အဲကြံတာပေါ့နော်အဖမ်းမခံရဘူးမသေးဘူးလည်းနဲ့မချအောင်ဒါပေမဲ့လည်းဒါတတ်မှတ်တော့လို့ဆိုရင်ဒီတော်တော်လေးကာလတော့မှာပဲကချင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ဒါဟိုဖန်စီပြီးတော့ရည်ယူခံရတာရှိတာပေါ့နော်အချင်းပြတ်ခြားစားမှုတွေနဲ့ပတ်သက်လို့ဒါမျိုးတွေဟိုတွေ့ရပါတယ်အဲ့တော့စစ်တပ်မှာကနန်းအဲတပ်မဆင်မာတွေကရှစ်မဒီမာမာကျော်ပါတယ်ဆိုတော့တပ်မတွေရဲ့ခေါင်းဆောင်ဦးစီးခေါင်းဆောင်တွေကိုရန်ဒီလိုမျိုးဟိုတေဆုံးခဲ့တယ်တေဆုံးရတယ်သုံးမပြဖန်ခံရတယ် ဒဏ်ရာရခဲ့တယ်လက်နက်ချရခဲ့တယ်ဒါဒီနဲ့ပတ်သက်လို့ဟိုပြန်ပြီးဟိုပြုမယ်ဆိုရင်တက်ထဲမှာတော့ဒါဒီခု90ခုဆိုတော့ပို့ပြီးတော့စိုးတာပေါ့နော်ကျွန်တော်ဒီရန်ကုန်ပဲခူးဒေသတွေမှာရှိကြတဲ့တက်တွေမြို့ပေါ်တက်တွေပေါ့နော်တန်းနေရအဲ့တော့ပို့ပြီးတော့တို့အတွက်ထိကြိုက်မှုပုံများတာပေါ့နော်အမျိုးထဲမှာလည်းမျို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 းထဲမှာလည်းလုံးလက်သွားမရဘူးဒီကြားထဲမှာတက်ထဲမှာဟိုပွင့်လို့ပြောရရင်ဒီနိုင်ခဏလုံးမဲ့တော့မှာခုံးကွယ်ပြီးလောက်အောင်ပဲအချိန်မျိုးမှာတို့တို့အတွက်ပို့ပြီးထိကြိုက်မှုတွေများတယ် တော့နောက်သူတို့လက်ရှိကိုကဲနေတဲ့အကြီးဆုံးလူကိုယ်တိုင်ကဒီလိုမျိုးဖန်ခံလိုက်ရတဲ့ဖြစ်စဉ်အကြောင်းကိုဟိုစိတ်ဓာတ်ကတော့ဟိုကုန်းကောက်စရာမရှိအောင်ကြာသွားတယ်မပြောရဘူးအခုဒီဖလန်းနဲ့အင်းတော့ကြာသွားပြီးစစ်ကောင်စီကချင်းတဲ့ဇကိုင်းကိုလည်းလေချောင်းတိုက်ခိုက်မှုတွေပိုလှုပ်လာတာကိုကျွန်တော်တွေ့ရတာပေါ့အရက်သားပြစ်မှတ်တွေ ဆိုရင်အများစုဖြစ်တာကိုတွေ့ရမှာပြောရမယ်ဆိုလို့ရှိရင်ငလျင်ကြောင့်အပြစ်ရမယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ခဲ့ပင်မဲ့အဲဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကတော့ဆက်လုပ်နေတာပေါ့နော်အဲငလျင်ကြောင့်ဒုက္ခရောက်သူတွေကိုကယ်ဆယ်ဖို့အပြစ်ရမယ်အဲနိုင်ငံငလျင်ဒဏ်ကနေပြီးတော့မှပြန်လဲတိဆောက်ဖို့ငញ្ញမ်းရအောင်လုပ်မယ်ဆိုတဲ့အချက်တွေကတော့မျောလင့်လို့မရနိုင်တော့ဘူးလို့ပြောရမှာပေါ့ဗျာအခု ုံစံကြည့်ရတာစစ်ပွဲကပြန်ဖြစ်မဲ့အဲသဘောအနေထားကိုပဲမြင်နေရတာ ਉਹ ဆိုတော့ကိုဆွဲတော့ဘယ်လိုမြင်လဲဗျတကယ်လို့ဒါဒီလိုမျိုးပြန်ဆတိုက်ကြပြီဆိုရင်အဲဘယ်ဒီတာတွေမှာဖြစ်လာနိုင်မလဲဗျနောက်ပြီးတော့ဒီလောက်စိတ်တက်ကုန်းကောက်လို့မရအောင်ကြနေတဲ့စစ်တပ်ကအဲတိုက်နိုင်ပါအောင်မလားပေါ့နော်ဒီကတော့အပြည့်ရက်ပေါ့အပြည့်ရက်ကပထမဆုံးစတင်ကြတာကတော့ကျွန်တော်တို့ဒီဟာ ဟိုစစ်တပ်ကကြင်ညာတာမဟုတ်ဘဲနဲ့စစ်တပ်ကိုဆက်ကျင်တဲ့ဖွဲ့တွေပေါ့နော် NGO တို့ PDF တို့အဲ့ဖွဲ့တွေကနေစပြီးတော့ဟိုကျွန်တော်ကြင်ညာတာကိုတွေ့ရပါတယ်အဲ့တော့ဒီနောက်ဒီကျွန်တော်နေပြည်တော်မှာလုပ်တဲ့ဟိုကျွန်တော်တို့ဒီပေါ့နော်ဒီဟိုငလျေတန်းနဲ့ပတ်သက်လို့ဟိုငလျေဘေးသွင်းတဲ့လူတွေကိုလူဘွေးနဲ့ပတ်သက်လို့ရှိရင်လည်းတို့ကအဲ့မှာပြောတဲ့ဟာပေါ့တချို့ကဘာပြောလဲဆိုတော့အဲ့တို့ကာဝယ်တဲ့စစ်စီရေးတွေဆက်လုပ်မယ်ပေါ့အဲ့လိုပုံစံမျိုးပြောတာပေါ့ပထမဆုံးကြင်ညာတာ NUG နဲ့ဒါတိုင်းသားလက်နက်ကိုင်အချို့ကနေစပြီးကြင်ညာတာဖြစ်ပါတယ် နောက်ဒီ April 3ရက်နေ့မှာထိုင်းမှာကျွန်တော်တို့ဒါ best set အစီအွေတက်ရတော့မယ်ဆိုတဲ့အချိန်ကြမှာ April 2ရက်နေ့ညညပိုင်းမှာစစ်ကောင်စီဘက်ကဒါအတိရက်ကိုကြေညာခဲ့တဲ့သဘောကိုတွေ့ရပါတယ်ကျွန်တော်အမြင်ကပြောရင်တော့စစ်ကောင်စီဘက်ကကြေညာတဲ့ကြေညာချက်ဟာအာကျွန်တော်တို့သူအကျိုးစီးပွားကဘယ်ကိုသူတို့ PR တွေရောဖို့ပေါ့သူတို့ဖိတ်တဲ့ထိုင်းဝန်ကြီးချုပ်နဲ့တိုင်းကြီးဒီတိုင်းနိုင်ငံမှာတောင်းပြီးစီဝေးခီးစင်မှာ PR တွေရောဖို့ဟိုကြေညာတဲ့အတိအကျဖြစ်တဲ့အတွက်ကျွန်တော်စစ်မှန်တဲ့အပြည့်ရမဟုတ်ဘူးလို့ပြောလို့ရပါတယ်အဲ့တော့အပြည့်ရကြေညာထားပေမဲ့အပြည့်ရထားတဲ့ နေ့အပါဝင်ပေါ့နောက်ပိုင်းနေမှာနေ့စဉ်ရက်ဆက်လေကြောင်းတွေဘုံကျဲတဲ့ဖြစ်စဉ်တွေကလည်းတောက်လျှောက်ဖြစ်နေတာကိုတွေ့ရမှာတကယ်တမ်းသာငလျင်တန်ကြောင်းကိုစာနာပြီးတော့ပြန်လဲထူထောင်ရေးလုပ်မယ်ဆိုရင်ဒီနေ့နဲ့ဘုံကျဲတာကိုလည်းဒါရက်တန်မဖြစ်မနေရက်တန်ထားရမယ်အခြေအနေလို့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့နောက်တစ်ပိုင်းကိုရည်နောက်ဆုံးမေးလိုက်မေးတဲ့ဒေကုန်းလို့ပေါ့အခုပြည့်ရက်ကာလကျွန်တော်တို့လွန်သွားတယ်ပြည့်ရက်ကာလဟိုဒါကျွန်တော်တို့ဟိုဖြတ်သိမ်းလိုက်တယ်ဆိုလို့ရှိရင်ပထမဆုံးစပြီးတော့ဟိုတိုက်နေတော့အခုကျွန်တော်တို့ဘာအောင်မှန်းလဲဆိုတော့အခုကျွန်တော်တို့ အင်းတော်ကြသွားတယ်အင်းတော်ကြသွားပြီးနောက်ပိုင်းမှာဘယ်ဘုံကျဲလဲဆိုအင်းတော်နဲ့ဝင်းတို့ကြားကိုဘုံကျဲတာလည်းရှိတယ်အပင်လည်းခုကြသွားပြီးနောက်ပိုင်းမှာဝင်းတို့ဒါအဒုစစ်ကောင်းတော်ကိုယ်တိုင်လာခဲ့တာလည်းရှိတယ်အဲ့တော့သူသူတို့ကတော့သခိုင်းတိုင်းထပ်ပိုင်းကိုပို့ပြီးတော့စစ်ကောင်စီကအတားဟိုသူတို့ထပ်နောက်ပြို့တွေမကြဘူးဟိုလောက်လာနိုင်တယ်လို့ကျွန်တော်တို့ယူဆရတယ်နောက်တစ်ခုကတော့ဖလန်းကြပါတယ်ဖလန်းကြပြီးနောက်ပိုင်းမှာအချင်းပြည်နယ်မှာဒီကျွန်တော်တို့ဟိုစစ်ကောင်စီကစိုးမိုးတဲ့ဒီမြို့ဆိုတော့တော်တော်များများနေသွားတယ်၄၅မြို့လောက်ပဲကျွန်တော်တို့ဂျန်တော့ တော့ဟာပြည်နယ်မြို့ဖြစ်တဲ့ဟာကမြို့အပါအဝင်ပါအဲ့တော့ချင်းချင်းပြည်နယ်နောက်ပိုင်းနဲ့စကိုင်းတိုင်းထက်ပိုင်းကိုစစ်ကောင်စီကတော့ပုံပြီးစစ်ချိန်မြင့်လာနေတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါအခုလက်ရှိအေရထိုးစီရောက်နေတဲ့ပဲခူးတိုင်းပဲခူးတိုင်းအနောက်ချမ်းအညောင်ကျိုးကိုကြာသွားပြန်တော့ညောင်ချီတော့အဲ့ကပ္ပဆက်ဆဲုံတွေဘက်ကိုတို့အဲအင်အားတွေအလုံးရင်းနဲ့ဟိုဟိုပြစ်ကူအင်အားအလုံးရင်းစစ်ကူပြင်အားအင်အားအလုံးရင်းပြစ်ကူပြင်အားအလုံးရင်းနဲ့ဒါခုခံမယ်လို့ကျွန်တော်တို့ယူဆပါတယ် ငလျင်တန်းဒေသတွေမှာရောပြန်ဖြစ်လာနိုင်မဲ့အလားအလာမြင်သေးလားဗျငလျင်တန်းတကယ်ကဒီဒိုင်းတိုင်းဘက်မှာလည်းဖြစ်လာနိုင်မှာအခုတော်တော်စစ်ကောင်းတော်ကျွန်တော်တို့စကိုင်းကိုနေချင်းပြန်သွားတယ်တကယ်ပဲတကယ်တမ်းကျွန်တော်တို့ဒါကို PDF အဲတပ်ဖွဲ့တွေရှိတဲ့မင်းကုန်းဘတ်ဆိုသူတို့မသွားရဲဘူးဒီစကိုင်းမြို့ကနာယီပိုင်းကြာသွားပြီးတော့မှဒါချက်ချင်းပြန်ထွက်သွားတဲ့နေသားတွေရှိပါတယ်အဲ့တော့ဒီဒေသတွေမှာလည်းသူပြန်ပြီးတော့ဟိုဖိမယ်ပေါ့နော်ငလျင်တန်းပတ်သက်လို့ဆက်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟောပေါ့အော်ငလျင်ကိုတကယ်ကိုစီမံခန့်ခွဲပြီးတော့ငလျင်တန်းကနေပြန်လဲထူထောင်ရေးပေါ့နော် အာတည်ငြိမ်ရေးပြည်နယ်ထူထောင်ရေးတွေကေသိလုံမနဲ့ပတ်သက်လို့တကယ်ပဲစနစ်ကျခံခွင်းနေလားကျွန်တော်တို့နိုင်ငံမှာမြင်ရတာတော့ကတော့ဒီဒီလာလူတဲ့တူတဲ့လူတွေဟိုဒါဟိုတကယ်ငလျင်ဘေးခံတင့်ခဲ့တဲ့လူတွေကတကယ်မရပဲနဲ့လာပြီးတက်စီတဲ့လူတွေကပဲယူနေတဲ့ဟာမျိုးပေါ့နော်အဲ့လိုအခြေခံကြတဲ့စီမံခန့်ခွဲမှုတော့မှာစစ်ကောင်စီဘက်ကမလုပ်နိုင်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဒါနဲ့အခုအခုဒီလဲဒါတချို့အစအုပ်တွေအောက်မှာဆိုရင်ဒါဟိုနှစ်ပတ်ကျော်လာတဲ့အထိကျွန်တော်တို့ဟိုဒီ dead body တွေမထိုးပါသေးတဲ့အခြေအနေလေးရှိတယ်။အဲ့တော့ တကယ်ကိုစနစ်တကျစီမံခန့်ခွဲနေတာလည်းဆိုင်ရင်ဒီနိုင်ငံခြားလာတဲ့အာဒီကေတေးဖို့တွေနဲ့ဓာတ်ပုံတွေရထောက်ပံ့ပစ္စည်းတွေပေးဒစိတ်တွေလဲလဲပြီးတော့သူတို့ရဲ့တရားဝင်ဖြစ်မှုကိုဦးစားပေးနေတာကိုကျွန်တော်တို့ရတကယ်စေတနာမှန်နဲ့ကေစေးကြီးလောက်တာပေါ့တဲ့အတွက်အာဒီအပြည့်ရဲ့ကာလကြော်ရင်လည်းငလျင်သေးဘေးတဲ့ဒေသတွေမှာဟိုငလျင်ဘေးတဲ့ဓာတ်လို့ပြည်သူတွေစိတ်ပါစရာထိခိုက်မှာဆိုလို့ဆိုပြီးငဲ့ညာနေမှာကိုခွင့်နေအဲသူထုံးတဲ့အတိုင်းပဲတိုက်ဆရာကြီးကတိုက်ကျဲဆရာကြီးကကျဲနေမယ် ဘောလို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့အခုလိုတုံးသက်ဖြေဆိုပေးတဲ့အတွက်ကြောင့်ဒီအော်ရဲ့ပင်တိုင်းဆောင်းပါရှင်ကိုဆွဲတော်ကိုကျေးဇူးတင်ရှိကြောင်းပြောရင်လည်းကျွန်တော်တို့ရဲ့ဒီပတ်စနေသတင်းစကားဝိုင်းတန်လွင့်စီစဉ်ကိုဤမှာနေမယ်ရန်နှားဝင်ပြပါခင်ဗျာစီစဉ်ကိုအစဆုံးနားဆင်ပေးကြကြလို့အထူးကျေးဇူးတင်ရှိကြောင်းပါနောက်တစ်ပတ်ဒီချိန်မှာပဲကြံစုံကြအောင်မယ်နော်